ဇကောင်းတကောင်းတူရရင်နေဒီမဖြစ်သူရဲ့တရုတ်ဆောင်ချက်တွေကိုချီကျူလိုက်တဲ့ရာစာနေဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေအမှုပညာလုပ်တွေကိုရှင်းနာထားတာကြပြီဖြစ်တဲ့ရာစာနေဝင်ကတော့အခုဆိုရင်သူ့ရဲ့ဒီမချောလေးနဲ့တူဇကောင်းတကောင်းကိုစတင်ရှိုက်ကူးနေပြီဖြစ်ပါရစေအမှုပညာလောကမှာစေစုနေသုံးစုစာလောက်ကျင့်လေခဲ့တဲ့ရာစာနေဝင်ကတော့အခုတကောင်ဇကားပြန်ရိုက်တော့တူတူမလေးမိတိုးခိုင်ကြောင်ပါပဲရာစာနေဝင်ကဇကားတွေမရိုက်ဖြစ်တော့တာစနစ်ကျော်လောက်ရှိပါပြီ အရှင်ကမတူတဲ့သူရဲ့ ID နေနဲ့ရာဇာနေဝင်ခေဖြစ်အောင်လုပ်ခဲ့သူတယောက်ပါနော်ဒီဒီဇိုင်းကာလာပါညာအနေထားကရှုပ်ရှက်ခက်နေပေမဲ့သူရဲ့ထားကလူအများကိုလွှမ်းမိုးနိုင်ကြတာသိကြပါပြီရာဇာနေဝင်ကအောင်မြင်တဲ့မင်းသားတလဲဖြစ်ပေမဲ့အမှုပညာလုပ်တွေကိုဆက်မလုပ်ဘဲနဲ့ဘဝမှာသူဖြစ်ချင်တဲ့ຢာတွေလုပ်ကိုင်နေတာစေစုနေတကူကြော်လာခဲ့ပြီပဲဖြစ်ပါတယ်ရာဇာနေဝင်ကနောက်ပိုင်းမှာကျွညာတချို့ကိုလက်ခံရှိုက်ကိုးပေမဲ့စကားတွေတော့ပြန်မရိုက်ခဲ့ပါဘူးနော် ပြည်ထောင်မြန်မာတို့ရာဇာနေဝင်ရဲ့စတိုင်ကိုမကြိုက်လို့ဘသူကမှလာမကန်းလန်းတာလို့ထင်ကြပါမယ်။ရာဇာနေဝင်ကမရိုက်ဘဲနဲ့ညစ်ပယ်နေကြတာပါ။ဒိုက်တာတော်တော်များကစကားရိုက်ဖို့ကန်းလန်းကြပါမယ်။ရာဇာနေဝင်ဟာသူ့ရဲ့ lifestyle ကိုအေးအေးဆေးဆေးဖျက်သိမ်းချင်လို့ညစ်ပယ်ကြတာလို့ဆိုပါရီ။အဲ့လိုမျိုးသူ့ရဲ့ခံယူချက်တချို့ကြောင့်စကားတွေမရိုက်ခဲ့တဲ့ရာဇာနေဝင်ကတော့အခုဆိုရင်ရုပ်ရှင်စကားကြီးတကားကိုလက်ခံရှိုက်ကူးခဲ့ပြီလေဖြစ်ပါရီ။သူကစကားပြန်မရိုက်ဖို့တွေးထားပါမယ်။အဲ့စကားမှာတူတူမမေတိုးခိုင်ပါလို့ရှိုက်ကူးဖို့လက်ခံလိုက်တာလို့ဆိုပါရီ။ ဒါစားနေဝင်းနဲ့မေတုကိုင်ကအမျိုးရင်းကြီးဖြစ်ပေမဲ့အပြင်မှာတော့တိတ်ပြီးတော့ရင်းမနေကြပါဘူးနော်။မေတုကိုင်ကနုပညာလောကတွေကိုဝင်ချိန်မှာဒါစားနေဝင်းကနုပညာရန်နာလိုက်တာမလို့မစုံပြစ်ကြသလိုအပြင်မှာလည်းတိတ်မတွေ့ပြစ်ကြပါဘူး။သူတို့နှစ်ယောက်နာမည်ကြားလို့တော့အမျိုးတော်တွေဆိုပြီးပြောနေကြပေမဲ့ရင်းနှီးမှုမရှိတာမလို့ဒါစားနေဝင်းကတူတူမနဲ့ရင်းနှီးမှုရအောင်ပြန်မပြောရဆိုရင်စကားကြီးကိုလက်ခံရိုက်ကိုကြတာဖြစ်ပါရည်။အရင်ကဒူမအကြောင်းမရင်ဘာမှမသိတဲ့ရာဇာနေဝင်ကတော့ခုဆိုရင်စကားတကားရိုက်ကိုရင်နဲ့ဒူမဖြစ်တဲ့မေတုခိုင်ရဲ့အကြောင်းချုပ်ကိုထုတ်ပြောလာခဲ့ပြီလေဖြစ်ပါရင် အရင်ကရာဇာနယ်ဝင်ကအင်တာဗျူးတခုမှာမိတို့ခိုင်တရုတ်ဆောင်တာကောင်းလားမကောင်းဘူးလားမသိဘူးကြည်လဲမကြည်ဘူးဘူးဆိုပြီးပြောခဲ့တာကိုပြည်သက်ချုံမမိအောင်ပဲထင်ပါတယ်နော်ရာဇာနယ်ဝင်ကစကားသာရိုက်နေတာစကားမကြည့်တဲ့သူမလို့တူတူမရဲ့တရုတ်ဆောင်ချက်တွေကိုမသိဘူးဆိုပြီးဖိခဲ့ဖို့ပေမယ့်အခုကတော့တူတူမရဲ့စူးစမ်းမှုဘလောက်ကောင်းလဲဆိုတာပြောလာခဲ့ပြီလေဖြစ်ပါတယ်ရာဇာနေဝင်ကတော့တကောင်းတူရရရုံနဲ့မီတူခိုင်ရဲ့တရုတ်ဆောင်ချက်တရားကောင်းနေဆိုပြီးတော့မှတ်ချက်ပေးလာခဲ့တာဖြစ်ပါတယ် မေတုကန်ဟာတသက်စာနုပညာရှင်တရားဖြစ်ပေမဲ့တရုတ်ဆောင်ချက်ကောင်းတယ်လို့စူးစမ်းမှုလည်းရှိတယ်လို့ဆိုပါရယ်။စကားကုန်း9ရက်လုံးညာဘက်တွေတောင်မှရိုက်ရတာတောင်မှမေတုကန်ဟာလမ်းဆန်းနေတာကိုကြည့်ပြီးတော့ချီကျူနေတာပါ။ဂျာဇာနေဝင်ကတော့စကားရိုက်ရင်ပင်မလို့ဖြားရည်အထိပြစ်ခဲ့ပေမဲ့မေတုကန်ကတော့အေးစေပါပဲ။မေတုကန်ဟာအင်နာဂျီပြည့်ဖြစ်နေတယ်လို့ကြိုတင်ပြင်ဆင်မှလည်းအားကောင်းတယ်လို့ဆိုပါရယ်။မေတုကန်ဟာစကားမြက်ခင်တွေကတိုင်ယန်လော့တွေကိုလေးကြိုကျက်ထားတဲ့အထိပါတော့ ရှူတင်မှာရှိတဲ့လူတွေအောင်အကုန်ပြင်ဆင်ထားပေမဲ့ယာစာနေဝင်ကတော့ဘာမှမကြက်ပဲဒီတိုင်းလာလို့ဒူမဖြစ်သူမီတိုခိုင်ကဘာဘယာစာဘာလို့ကြက်မလာလဲဆိုပြီးတော့ဆူရာခံလိုက်ရတဲ့ထီပါပဲမီတိုခိုင်ကတော့အရာရာမှာပြင်ဆင်မှုအကောင်းတယ်လို့တရုတ်ဆောင်လေးကောင်းနေဆိုပြီးတော့ယာစာနေဝင်ကအသိမဲ့ပြူချီကျူးလာတဲ့ထီပါပဲရှင်ဒါသာနေဝင်စီကချီကျူးခင်ရဖို့လွယ်တာမဟုတ်ပါဘူးနော်ဟုတ်ကဲ့ပါကုလိုစဝင်စားဝယ်တင်းကြောက်ရတဲ့ပြင်နောက်ထပ်လေးနိပညာရှင်ရဲ့စဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပါပေးကြပါအောင်ရှင်